ပြင်းငင်းငင်းရဲ့ကောင်စီရဲ့စီရေးချုပ်ဗိုလ်ချုပ်စောနေစိုးမြရဲ့အုပ်ကူပါ။သူက2021ခုနှစ်တုန်းကကိုဗစ် -19 ရောဂါနဲ့ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။အခုသူ့ရဲ့အုပ်ကူအနီးအနားမှာမိခင်ဖြစ်သူဘရိုနော်လာဖိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ဘရိုနော်လာဖိုဟာထိုင်းနိုင်ငံမဲဆောက်မြို့မှာအခုလ14ရက်ကလူကြီးရောဂါနဲ့ကွယ်လွန်ခဲ့တာပါ။ဒီကနေ့နေ့လယ်ပိုင်းမှာတော့မဲဆောက်မြို့မှာရှိတဲ့အမေကဆာခရီးရန်တုံးတက်မှာ သူ့ရဲ့ဇာပနာကိုမိသားစုဝင်တွေနဲ့ထမ်းရောက်ကရင်လူတို့ကလိုက်ပါပို့ဆောင်ရကြပါတယ်။သူဟာကရင်အမျိုးသမီးအစည်းအရုံး KWO မှာ1985ခုနှစ်ကနေ2012ခုနှစ်အထိ29နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဥက္ခရအဖြစ်လဲ6ကြိမ်တိုင်တာဝန်ယူဦးဆောင်ရသူပါ။သူတည်ဆုံးခဲ့တဲ့အပေါ်မိသားစုဝင်တွေရောလူတို့ကပါနှစ်မျိုးတသက်ဖြစ်နေကြပါတယ်။ဒီလိုမျိုးသမီးကောင်းတော့ဒီပေါ်ရတော့ဟိုဒီလိုများများဖို့လိုတယ်လေ။ ကျွန်တော်တို့အမေလိုလိုပေါ့။ကောင်းဆောင်ဒီလိုဒီလိုကောင်းဆောင်များများရှိဖို့လိုတဲ့ကျွန်တော်တို့ဟိုတောင်လိုင်းထက်မှာပြီးတော့ကျွန်တော်တို့တိုင်းပြည်ထက်မှာဆိုအဲအခုကကျွန်တော်တို့နိုင်ငံသူများနိုင်ငံနိုင်ရှင်လို့ရှိရင်ကျွန်တော်ဟိုသူများအောက်မှာလည်းနေတယ်။အခုအဲအဲ့ဒီလိုလည်းကျွန်တော်တို့မကြည့်ရှင်ဘူးလေမတွေ့ရှင်ဘူး။တိုးတက်မှုလည်းတွေ့ရှင်တယ်။ နိုင်ငံတကာဟိုပညာရေးဟိုပါတာအားလုံးပေါ့နော်ဟိုစီဝါရေးဖြစ်ဖြစ်ပေါ့နိုင်ရှင်နိုင်ဖို့ကျွန်တော်တို့စူးစမ်းရမယ်ဟိုဥမာဟိုအမေလိုလိုပေါ့နော်ကျွန်တော်တို့ဟိုညံ့ညာရှိလာဖို့ပဲကျွန်တော်ဆူတောင်းနေပါတယ်ဘရူနိုလာဖို့ဟာတက်ရှိထင်ရှားရှိစဉ်တုန်းကလည်းကင်းအမျိုးသမီးစီယုံဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာပဲကင်းအမျိုးသားစီယုံကင်းရယူမှာလည်း အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီအဖြစ်ပါဝင်ခဲ့ပါတယ်ဒီကနေ့ဇာပနာအခမ်းအနားမှာတော့ကရင်လူမှုသာမကအဖွဲ့အစည်းတီးတီးကပါလိုက်ပါဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်အမူနော်လာဖို့ဆုံသွားတဲ့ပုံမှာတော့ဟိုအများကြီးဝန်နေမှုကြီးအပြည့်ခံစားရတယ်လို့ပြောမှာပါဘာလို့ဆိုတော့ကျွန်တော်တို့ကတကယ်မိသားစုတွေလို့လုံခဲ့တဲ့နှစ်30ကျော်တည်းကဟုတ်လားမန္တလေးဘလောက်ကျွန်တော်တို့ရောက်တဲ့ကနေခဲ့အတူနေခဲ့ကြတယ်ရင်းနေခဲ့ကြတယ်မိတ်ဆွေရင်းရှာမက ဟလာရှင်မျိုးသားချင်းတွေလို့ကျွန်တော်တို့ရှိခဲ့တာကြောင့်လို့ဟိုအများကြီးသူမိသားစုနဲ့တတူပေါ့နော်ဟိုဝန်နဲ့ခံစားမှုတွေဖြစ်ရတယ်လို့ပြောချင်ပါတယ်အခုလို့စင်လာလဲကြီးပြီးတော့စင်လာလဲရှိပြီးတော့ဟလာတော်လန်ရေးတာဝန်တွေကိုဘဝတစ်ခုလုံးနှိမ့်မြုပ်ပြီးတော့တာဝန်ယူခဲ့ကြရတဲ့အာဘိုးချုပ်ကြီးရဲ့မိသားစုပေါ့နော်အဲ့ဒီထဲမှာဟလာအမှုကလည်းပဲဒါအတူဖြစ်နေတဲ့ခါကျတော့ဒါဟာ ဟိုကင်းမျိုးသားလူအားလုံးအတွက်လည်းဟိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်ဟိုကျွန်တော်တို့ကိုယ်တိုင်တောင်မှဒီနေ့ဒီဒေါ်လာရင်းမှာဒီလိုလုပ်နေတဲ့ကောင်းဆောင်တွေတွေကဆုံးရှုံးသွားတာဟိုကြီးမားတဲ့ကျွန်တော်တို့ဒေါ်လာရင်းရဲ့ဆုံးရှုံးမှုတစ်ခုလို့ကျွန်တော်ဒီလိုပဲခံစားရပါတယ်1962ခုနှစ်မှာဘရိုနော်လာဖိုဟာ KNU ဥက္ကဋ္ဌဟောင်းဘိုးချုပ်ကြီးစောဘူများနဲ့လက်ထပ်ခဲ့ပြီးတာသမီ9ယောက်ထွန်းကားခဲ့ပါတယ်။ခင်မွန်းဖြစ်သူကတော့ 2006ခုနှစ်မှာကွယ်လွန်ခဲ့သလိုငါးဦးမြောက်သားဖြစ်တဲ့ကရင်မျိုးသားလူမြောက်ရေးတပ်မတော် KNL တပ်ရင်း203ရဲ့တပ်ရင်းမှုဒုဗိုလ်မှူးကြီးစောကေခွန်များဟာလည်း2018ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။လက်ရှိဘရူနိုလာဖို့ကိုလင်ချိန်မှာတော့အသက်86နှစ်ရှိခဲ့ပါပြီ။သူ့တပ်တန်းတစ်လျှောက်ပညာရေး၊ကျန်းမာရေးနဲ့အမျိုးသမီးရေးရာကိစ္စတွေမှာတက်တက်ကြွကြွပါဝင်လှုပ်ဆောင်ခဲ့တာကြောင့်ကရင်လူထုအတွက်ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့ညီဆက်တဲ့သူတွေကမှတ်ချက်ပြုပြောကြပါတယ်။